တော်တော်များများကအထင်သေးကြတယ်နှိမ်ကြတယ်။လှိုင်တရားကဘာပေါ်တာဇိုးပေါ်တာတခိုးပေါ်တာဘာညာလာမပြောနဲ့ပြောပြလိုက်မယ်။တုတဆုံးလေဗုဒ္ဓဝင်မှာပထမဆုံးရသွားတာဒီလှိုင်တရားသူလို့လက်မထောင်ပြီးပြန်ပြောလို့ရသွားတယ်ပေါ့။တစီမားရမေးတယ်ဘယ်ဟုတ်ပြန်มาလဲဆိုလှိုင်တရားလို့ပြောလို့ရှင်နှာခေါင်းရှုံကြတယ်လိုင်းမပို့ခြင်းじゃရုပ်ရှင်တွေဘာတွေတော်တော်များများမှာလေ အလိုမျိုးကျူးတို့ကပိုက်နိုင်တို့ဘာလို့ပေါ်တဲ့နေရာလှောင်စရာပြောင်စရာနေရာကိုလှိုင်းတရာလို့သတ်မှတ်ထားကြ။ဆိုရတာလိုက်တာသူပေါ့နော်အိချာဖြူလေးဆိုတာတိကြဲရ ကိုကဂုံပြုတ်ပေးနေတာဂုံပြုတ်ဝဲလို့အဲ့လိုမျိုးတချင်းတွေပါဖြောပြပေးနေတာဒါပေမဲ့ကိုတယောက်တည်းအားနဲ့ကြတော့လေဘလူနီးနဲ့မှမဖြစ်နိုင်အဲ့လိုမျိုးအချိန်မှဖုံးဖုံးနေရနေပြီးတော့အာတမီးဒီလိုလေးတော့အဲဆိုပေးရမယ်ဆိုပြီးတော့လှမ်းပြီးတော့ဖိတ်ကြားတဲ့အချိန်မှအရန်ဖြော်သွားတယ်ပေါ့နော်အဲ့လိုဆိုတော့အဲညီမလေးကိုအဲဒီတချင်းလေးနဲ့ဂုံပြုတ်ပေးဖို့ကစိတ်ကူးတော့ရှိတယ်အဲဒါပေမဲ့ဒီဖုံးဖုံးကြီးလှမ်းပြီးတော့ဖိတ်ကြားတော့မှအဲအတီးပြုတ်ပြီးတော့ရေးသားပြစ်ခဲ့တာပါရှင်ဟုတ်ကိုယ်တိုင်ရေးဆက်တာပေါ့ဟုတ်ကိုယ်တိုင်ရေးတာဟုတ် ရွှေနန်းထက်တက်16နှစ်မှာတသက်လုံးပေါ့နော်မြို့ရဲတွေဘာတွေခီးဟိုဈေးသွားပွဲလို့ညမိုးချုပ်လို့ပြန်မယ်ဆိုလို့ရှင်တက်စီသမားတွေကိုတက်စီသမားတွေကမေးတယ်ဘယ်ဟုတ်ပြန်มาလဲဆိုလှိုင်းตายာလို့ပြောလို့ရှင်နှာခေါင်းရှုံကြတယ်လိုင်းမပို့ခြင်းじゃလိုက်တာရဆိုရင်နေကြတယ်အထင်သေးကြတယ်เนาะနောက်ပြီးတော့ရုပ်ရှင်တွေဘာတွေတော်တော်များများပါလေအဲ့လိုမျိုးကျူးတို့ နောက်ပြီးတော့အဲကပိုက်နိုင်တို့ဘာလို့ပေါ်တဲ့နေရာလှောင်စရာပြောင်စရာနေရာကိုလှိုင်တ aya လို့သတ်မှတ်ထားကြ။လိုင်းပေါ်မှာဆိုလို့ရှိရင်လည်းအာလှိုင်တ aya စက်ရုံကဘလို့ရေအဲအဲ့လိုမျိုးပေါ့နော်လိုင်းပေါ်မှာဆိုလို့ရှိရင်လည်းတွေ့ရအဲ့တော့လှိုင်တ aya ကိုတော်တော်များများကအထင်သေးကြတယ်နှိမ်ကြတယ်အထင်သေးတဲ့မျက်လုံးနဲ့ပဲပေါ့နော်လက်သက်လုံးကြည်လာကြတယ်ပေါ့ဒါပေမဲ့အခုဒီညီမလေးအကြပြည့်ရဲ့အဲဗုဒ္ဓဝင်ဖြည့်ဆိုပွဲမှာပထမရရှိသွားတဲ့ဟာလေးကြောင့် ီလိုင်းတရားအများကြီးဂုံတက်သွားတယ်ဘလောက်ပဲဇိုးပေါ်တယ်ဘာညာပြောနေပေမဲ့ပေါ့နော်တခုပေါ်တယ်ဇိုးပေါ်တယ်ပြောနေမဟုတ်ဘူးမဟုတ်ဘူးဟုတ်တော့ဟုတ်ပါတယ်ဟုတ်တော့ဟုတ်ပါတယ်เนาะဒါပေမဲ့ပရာဟိတလောက်တာကြည့်မလားเนาะလိုင်းတရားထိတ်ဆုံးอ่ะเนาะအခုအဲရွှေနန်းတက်ကိုလာပြီးတော့လိုင်းတရားဘာပေါ်တာဇိုးပေါ်တာတခုပေါ်တာဘာညာလာမပြောနဲ့ပြောပြလိုက်မယ်သူတဆုံလေဘုဒ္ဓဝင်မှာပထမဆုံးရသွားတာဒီလိုင်းတရားသူလို့လက်မထောင်ပြီးပြန်ပြောလို့ရသွားတယ်ပေါ့အဲ့လို့ဆိုအရန်ပြောရပါတယ်ကိုမျိုးကိုကိုနဲ့အတွက်လာလာတခုတို့တို့ အငငယ်လေးတွေကမြမတန်းဆိုတော့ဆိုတော့ပေါ့နော်မြမတန်းကိုပို့ပြီးတော့နှစ်သက်တဲ့သူဆိုတော့ဒီမြမတန်းရှင်းနေဆိုတော့ပျော်တယ်ပြီးတော့လည်းလို့ခန်းစားပြီးတော့ဒီတေးတာကကြတော့ပုံမုံနေပေးတာပေါ့နော်အဲ့ဒီဟာကိုဖတ်ရတာပေါ့အဲ့ဒါကိုအဲတိတိကြကြလေးအတီးဆရာနဲ့တော့တိုက်ချိန်တော့မရလိုက်ဘူးဒါပေမဲ့လည်းအဆင်ပြေတယ်လို့လေးအဲတိဆိုခဲ့ပေါ့နော်ညီမလေးကိုဘာပဲပြောဂုံပြုတ်နေရတဲ့အတွက်အရန်ဝမ်းသာမိပါတယ်ပျော်ရွှင်မိပါတယ်ရှင်ဟုတ်ဘုရဝင်းပြင်းများမဟုတ် ဒီတချင်းကိုပေါ့နော်တုဒ္ဒဆောင်လေးပုတ်တွင်ဆရာတော်ဥက္ကဋ္ဌဆရာတော်စီကိုအဲ Facebook မှာ friend ဖြစ်နေရောဖုန်းပြရတာလေးပမုံကိုတင်ပြခြင်းလို့ပါဖရားရှောက်ထားပါတယ်ဆိုတော့ပမုံကအဲတမိပို့လိုက်ပေါ့နော်ပို့လိုက်ဆိုပြီးပြောတဲ့အချိန်မှာပမုံကတချင်းကိုနားထောင်ပြီးတော့အနှဲအစ်စ်ဘုံအစ်စ်နဲ့တီးထားတာတဲ့ပမုံအရင်သဘောကျတယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့တိတ်မကြဘူးတမိရဲ့လူငယ်တန်တမန်စု အဲပေးလို့ပါတယ်တဲ့လက်ခံလားတဲ့အော်ဝမ်မြောက်ဝမ်းသာတဲ့လက်ခံပါတယ်ဖေဟာဆိုပြီးတော့ပြောလိုက်တာအခုအဲဒီလိုမျိုးတခါတည်းအခမ်းအနားထဲမှာတခါတည်းဆုချမယ်တော့မထင်တာဘူးပေါ့နော်ရမ်းပျော်ပါတယ်ရှင်ဟုတ်ရှင်ချာဒီကောင်ရလာတဲ့ချိန်တော့ဒီကဘာလို့ခါလီနေမှာရှင်ချာကိုယ်ရပါလာတဲ့ချိန်ကစားစီတာရ ီလိုပြိုင်ပွဲကြီးတွေရှိရလဲအမတန်မှပဲကောင်းတယ်ပေါ့နော်လူငယ်တွေကအခုခုနကကိုကြီးပြောသလိုပဲအာလူငယ်တွေဖေရကြောင့်တရားကြောင့်နားလဲပူစွာဝေလာဝေးလေးနော်တန်ဖို့တရားမှမရတဲ့လူငယ်တွေတိခင်မှာအများကြီးဖေရတော်မှပုံမှန်မရှိကိုတဲ့သူတွေဥချဖို့တော်မှမေ့နေကြတဲ့သူတွေအများကြီးဒီလိုမျိုးမှမှဒီလိုခစ်ထဲမှမှဒီလို25နှစ်အရွယ်ကလေးတယောက်ကပုံမှန်လူလူကြီးတွေသွားမေးလို့ရှိရင်သူတော့သိချင်မှသိတယ်နော်သိရတဲ့သူလည်းရှိမယ်ဒါပေမဲ့မသိရတဲ့လူကတော့အများကြီးဖြစ်မှာပါအဲဒီလိုမျိုးဖြေဆိုနိုင်တယ် ဆိုတာအရန်ကိုအဲဂုံပြုတ်တဲ့ချီကျူးတဲ့လောက်ရတခုလို့ရှင်တဲ့ထက်ထင်နေပေါ့နော်အားရှင်နဲ့တည်းမိုးရင်းမှာ MDB တွေရိုက်မယ်ပေါ့နော်ပရိသတ်ကိုတချင်းအစ်စ်အစ်စ်အစ်စ်တွေအများကြီးအများကြီးတပုတ်ပြီးတပုတ်ရှင်နဲ့ထက်ချက်ပြပါမယ်အဲပရိသတ်တွေရှင်နဲ့ထက်ကိုအပေးပါအောင်လို့ပြောချင်ပါတယ်